ပေးတယ်တို့ယူတယ်တို့ဆိုတဲ့နေရာမှာအပေးပဲကောင်းတယ်အမှန်တော့ကိုတီတာပေးနိုင်သူဖြစ်ရပါလို့ဤလို့အမြဲတမ်းဆုတောင်းတယ်ပေးရတဲ့သူ ပေါ်ပါတယ်ယူတဲ့သူအတွက်ကလေးတယ်တစုံတယောက်စီကတစုံတရာယူထားပြီးပြီဆိုရင် ကိုဘဝမလွတ်လပ်တော့ဘဝအတွက်အောင်မြင်ခြင်းလို့ဆိုပြီးအကူအညီတွေယူထားမင်းနည်းနည်းယူထားမင်းနည်းနည်းလောင်းရိပ်မိတယ်များများယူထားမင်းရင်တော့ တတလုံးကျွန်သားသာဖြစ်သွားတာကိုတိုင်လည်းကြုံရတယ်ပတ်ဝန်းကျင်မှာလည်းအများကြီးတွေ့ရတယ်အဲ့ဒီတော့ယူရာဘီဟာအကျွေးပြန်ပြန်ဆက်ရပါတယ်အဲ့ဒီမှာမှ သူတစ်ပါးမပေးသောပစ္စည်းတွေမပေးတာကိုယူတာခိုးတာပဲအဲ့ဒီမပေးတာတွေကိုယူတယ်မတရားသောနေ့တွေနဲ့ယူတယ်တစ်ဖက်သားရဲ့ချွေးသွေးနဲ့စူးစမ်းထားတဲ့အရာတွေကို အချောင်းယူကြတယ်။ရအောင်လဲယူတယ်။ယူပြီးတော့သုံးဆောင်တယ်။အဲ့သုံးဆောင်တာ အမှန်တော့အကျွေးယူသုံးလိုက်တာ။ခိုးဝက်ပြီးတော့သုံးဆွဲတဲ့သူတွေမတရားသောနည်းနဲ့သူတစ်ပါးပစ္စည်းကိုသုံးဆွဲတဲ့သူတွေဟာအပေးပဲနဲ့ယူလိုက်တဲ့အတွက်ကြောင့်အကျွေးတွေဖြစ်ကုန်တယ်။အဲ့အကျွေးကိုတမလုံးမှပြန်ဆက်ရတယ်။ဒီဘဝမှာလည်းပြန်ပေးဆက်ရပါတယ်။တိတ်မတိတာကြလို့ ယူထားတဲ့အရာတွေကယောဂမျိုးစုံဖြစ်ပြီးတော့တော့လကောင်းလူမှုရေးကိစ္စတွေပြဿနာတွေပေါ်လို့တော့လကောင်းပြန်ကုံသွားတတ်ကြတယ်မတရားသောနည်းနဲ့ရတဲ့အရာတွေကမတရားသောနည်းနဲ့ပဲပြန်ကုံတတ်တယ်ဒီမှာတည်းမပြတ်ပဲနဲ့တန်တရာမှာအကျွေးပြန်ဆက်ရတယ်ဒါကြောင့်အကျွေးတင်မခံနဲ့သူစေရနာပါပါပေးတဲ့အရာတော်မှထိုက်တန်စွာတစ်ခုခုပြန်လုပ်ပေးနိုင်မှာ ယူကြစားကြအလှူတွေမှာတောင်းမှာအလှူအိမ်သွားစားပြီလို့ရှင်တရားတော့နာသွားရတယ်တရားနာမသွားပြန်နဲ့စားရုံတတ်တတ်သွားလို့သွားစားတဲ့အခါအကျွေးတင်တယ်လို့ရှေးလူကြီးတွေပြောတာအမှန်တော့ယုတ်တိကြတယ်စားရုံပဲသွားစားတာသူဒီစားထိုက်တော့တခြားကုသိုလ်ဘာမှလုပ်မသွားဘူးအဲ့ဒါတွေကအကျွေးပြန်ဆက်ရတယ်ကိုလေလို့စားလိုက်ရတယ်ပဲပြောပြော ပါးနဲ့လို့စားလိုက်ရတယ်ပဲပြောပြောမထိုက်တန်တာကိုစားမိရင်တော့တန်တရာမှာပါအကျွေးဆက်ရပါတယ်အဲ့အကျွေးဟာခါဆက်ပါတယ်အဲ့အကျွေးဟာကြောက်စရာကောင်းပါတယ်မထိုက်တန်တာမစားကြပါနဲ့